အားလုံးပဲမင်္ဂလာပါယခုဖက်ပြတင်ဆက်ပေးသွားမယ့်ဝိထုတိုလေးကတော့ဆရာမောင်စင်ဝင်းပတိကုံရေးသားတဲ့ရစ်ဘီးနှင့်ဆက်ကူစုံ ဆိုတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ရစ်ဘီးနှင့်ဆက်ကူစုံ အမေသည် ကျွန်တော်ကိုမွေးဖွားရန်တသက် လောကတဲ့သူရောက်လာခဲ့လေသလားဟုတခါတည်းရန်ကျွန်တော်တွေးမိပါသည်အမေကို ကျွန်တော်အဖိုးကအိမ်အောင်ချပြီးတော့အမေအသက်က21ဆွေစုမျိုးစုအတိုင်းအဝိုင်းရက်ထွဲရာတဲတွေမက အနီးအနားရက်ရွာတွေအထိဩဇာလွှမ်းမိုးသည့်အဖိုးဤအစီအမံကို အမေတို့ခုနဲ့နာခံယုံမှတပါး အမေစဉ်းစားစရာမရှိခဲ့ပါချစ်သူရည်စားတနာဟူ၍လည်းမရှိခဲ့ အဖေမှာချစ်သူရည်စားရှိခဲ့သည် မရှိခဲ့သည်လည်းမသိခဲ့လက်ထပ်ပြီးတော့အဖိုးအိမ်မှာအဖေလိုက်လာခဲ့ရသည်ဒီမှာပဲအဖိုးနှင့်အဖေ၏ပြဿနာကစခဲ့သည်ဆို၏အဖိုးကအမဲတက်ကြွဖြက်လန်းပြီးအမျော်အမြင်ကြီးသူ စီးပွားရေးလက်မြင်သူ တိကျပြသားသူ အဖေက အေးအေးဆေးဆေးနေတတ်ပြီးရောက်ရဲတင်းတိမ်စေရှိသူစကားများစွာမပြောတတ်သူဒီတော့ဇေယချင်းကမတူတော့လုပ်ငန်းတွေမှာလဲအဖိုးကရှေ့ကိုကြုံမြင်သလောက်အဖေကမလိုက်နိုင်မမြင်နိုင် မင်းတော်တော်အားရဲကောင်းမဲဆိုသည့်မှတ်ချက်အဖိုးနှုတ်မှထွက်လာတော့ဤမကြာမကြာဒီလိုမှတ်ချက်မျိုးကြားရတော့အဖေစိတ်ခုလာသည်အဖိုးနှင့်အတူမနေဖို့ဆုံးဖြတ်ခဲ့ဟန်တူသည်ကျွန်တော်ကိုမွေးပြီးလို့လေးလာမပြေခင်မှာ အဖေအိမ်မော်ကဆင်းသွားတော့ဤအဖေမိဘတွေကလည်းပြည့်ပြည့်စုံစုံမှုဘာမှပူစရာမလိုအမေကဘာလို့အဖေနောက်လိုက်မသွားခဲ့တာလဲလိုက်သွားရမလားလို့မေးတော့ဒီလောက်အားတဲ့လူနောက်လိုက်သွားရင်နေမွေးထားတဲ့သားဘတော်မှလူတလုံးသူတလုံးဖြစ်မှာမဟုတ်ဘူးလိုက်ချင်ခလေးထားခဲ့လို့နှစ်အဖိုးကပြောတာကျွန်တော်အမေကိုနားလေသွားသည်သူ့သားလူတလုံးသူတလုံးဖြစ်ရင်း အိမ်နောင်ရေးကိစ္စသည် အမေနှလုံးသားကိုချီနှောင်ပြီးတစ်ဖက်စီဆွဲနေသည့်ကျိုးနှစ်ဆဖြစ်နေလိမ့်မည်အဖိုး၏အရေးသည်သူ့သားအတွက်အလုံးကြုံဆုံးနှင့်အဖိုး၏ပကုံးသည် သူ့သားကို အမြင့်ဆုံးရောက်အောင်တွန်းတင်အပေးနိုင်ဆုံးဟုအမေယုံခဲ့ဟန်တူသည်အဖေကလူကြီးသူကြီးများနှင့်လာပြီးသူ့အိမ်ကိုလိုက်ခဲ့ဖို့အမေကိုသုံးချိန်ခေါ်ခဲ့တော်လဲအမေမလိုက်ခဲ့ အမေမလိုက်ရင်နောက်ထပ်အိမ်အောင်ပြုတော့မည်ဟုနောက်ဆုံးအကြိမ်အတိအလင်းကြေညာခဲ့တော်လဲအမေကမတုံလုံးဒီလိုနဲ့အဖေကသူ့ငယ်ကြီးစားနဲ့နောက်အိမ်အောင်ပြုသွားခဲ့သည်အဖေမရှိတဲ့ကလေးမိဘမပြည့်စုံတဲ့ကလေးတွေဟာစိတ်ခံစားမှုတစ်ခုခုရှိတတ်တယ်ချုံရင်းတတ်တယ်လို့ငါကြားဘူးလေဒီတော့ဒီကလေးကိုငါသားလို့ပဲအတိပေးထားရမယ်ကျွန်တော်ကအဖိုးနဲ့အဖွားကိုသား ကျွန်တော်အဖေနှင့်အမေဟုစသည်ခဲ့ရသည် ကျွန်တော်ကြီးတော်အပြိုကြီးနှင့်ကျွန်တော်အမေတို့သည် ကျွန်တော်နှင့်မောင်နှမများဟုစနားလေခဲ့ရသည်ဒီလိုနှင့်ကျွန်တော်သည်အမေကိုအမေဟုမခေါ်ဖြစ်ခဲ့ပါ အမေကလည်းအဖိုးစကားအတိုင်းကျွန်တော်ကိုအမေတူးနှင့်မဆက်ဆံဖြစ်ခဲ့လေသလားကျွန်တော်တွေ့သည် ကျွန်တော်အသက်6နှစ်မှာကျောင်းစာထားတော်မှ အဖိုးသည်ကျွန်တော်အဖေမှုံမှန်းကျွန်တော်တိခွင့်ကြုံခဲ့ရပါ၏ဒီလိုပဲဖြစ်မလဲ အမှန်တိုင်းပဲခလေးအဖေနာမည်ထည့်ရမယ်အဲ့လိုမှမထည့်နိုင်တော့ကျုပ်เจ้าမှမထားနဲ့တခြားเจ้าသွားရင်လည်းဒီလိုပဲပြောမှာပဲအဖိုးကြီးမိတ်ဆွေတငယ်ချင်းဖြစ်သောเจ้าဆရာကြီးဤစကားကိုကျွန်တော်ကြားရတော့အံ့ဩသွားမိသည်နောက်ဆုံးမှတော့အဖိုးကလက်လျှော့ပြီးကျွန်တော်အဖေရင်းနာမည်နဲ့เจ้าအပ်လိုက်ရသည်အေးဟုတ်တယ်အဲ့ဒါမင်းအဖေပဲဒါပေမဲ့အခုမရှိတော့ဘူးလမ်းမှာကျွန်တော်ကမေးတော့အဖိုးကတူတူပြက်ပြက်ဖြေသည် နောက်လဲဘယ်တော့မှမမေးနဲ့ကျွန်တော်လဲထပ်ပြီးမမေးရဲတော့ပါ ကျွန်တော်အရွယ်ရောက်လာလေးလေး အဖိုးဒီကျွန်တော်အတွက်အားကျစံပြုစရာသူ့ရဲကောင်းတူဖြစ်လာလေးလေးပင်အဖိုးဤတိကျပြသားမှု အမျှော်မြင်ကြီးမှု အများကျိုးဆောင်မှုတို့ကို ကျွန်တော်နားလည်လာခဲ့ရသည်ဒီအချိန်ကလေးတန်းအောင်လျင်လုပ်ငန်းခွင်ဝင်စေခဲ့သောတော်တလေတော်ပဝင်းကျင်မှာ ညာထက်တန်မိုးရှိသောအရာမရှိဟု အဖိုးကလက်ခံသည်လေလုံငန်းစံဆက်လုပ်ငန်းစသည်ဖြင့်လုပ်ငန်းတွေဒီလောက်ရှိပါလျက်ဘာကြောင့်ကျွန်တော်ကိုကြောင်းဆက်ထားနေရတာလဲဟု အများကအဖိုးကိုပြောခဲ့ကြသည်ခွန်နဒန်စကောလာရှစ်စာမွေးပွဲကို ခရိုင်မှာပထမရပြီးကျွန်တော်အောင်ခဲ့ချိန်မှာတော့မင်းအဖိုးပြောတာတိတ်မှန်တာပဲအမေဆုံးဖြတ်ရချိုးနဲ့ပါတယ်ဟု အမေမျက်ရည်ဝဲပြီးပြောခဲ့သည်ပဲ။ ကျွန်တော်ဆယ်တန်းအောင်တက္ကသိုလ်မှဘွဲ့တွေပါရီယာဒီလိုအစ်စ်မြင့်လားလေးလေးအမေကတော့သူ့လောင်းကစားပွဲမှာ သူ့အနိုင်ရလေလေဟုထင်ခဲ့လေမိကျွန်တော်တို့အိမ်မှာအိမ်သား၅ဦးရှိသည့်အနက်အမေသည် အေးဆုံးနှင့်ဘယ်ကိစ္စကိုမှ ဝင်၍ပါဝင်ပြောဆိုခြင်းမရှိဆုံးသူပင်ကျွန်တော်အရွယ်ရောက်ချိန်အဖိုး၏လုပ်ငန်းကိန်းငန်းမှအစအငယ်ဆုံးကျွန်တော်ဝင်ပြောမိတော်ညာအမေကတော့ဘာမှစိတ်မဝင်စားသလိုပင် သူဘွားသည် အဖိုး၏ပုံစံကွက်ထဲမှသာရှိနေရမည်ပဲဟု အမေမှအစွဲကြီးဆွဲလန်းသွားလိမ့်ပြီလားဟု ကျွန်တော်ကြီးလာ တော့တွေးပြစ်သည်ကျွန်တော်သည်အဖိုး၏မြေဟု၍သာပတ်ဝန်းကျင်ကလည်းဘုံဘုတ်ပေါ်လျက်အမေ၏သားဟုဘယ်တော့မှအမှတ်တညာမထားခဲ့ကြဦးမောင်ကြီးရဲ့မြေးလေးကတော်လိုက်တာကျွန်တော်စာမွေးတွေအောင်တိုင်းပတ်ဝန်းကျင်က ကျွန်တော်အဖိုး၏အမည်နှင့်ရှင်းပြီးချီးကျူးစမြဲ အမေဘလို့ခံစားရမည်မသိတော့လဲပီတိမျက်နာကတော့သူစွန့်လွှတ်ရမှုများကကျွန်တော်အောင်မြင်မှုများအဖြစ် ပြောင်းသွားရခြင်းကို ကြည်ကြည်နက်နက်ဖြစ်နေသည်ဟန်ကျွန်တော်သည်စက်ကူစွန်ကလေးတစ်ခုဖြစ်ပါက အမေသည်ရစ်လုံးတစ်ခုသာဖြစ်ပါသည် အဖိုးကတော့စွန်လွတ်နေသူတူဖြစ်ပြီးစက်ကူစွန်လေးလေမီးပြီးမြင့်တထက်မြင့်တက်သွားအောင်ကြိုးစားနေသူပင်ရှစ်တန်းအောင်သည့်အခါ ကျွန်တော်ကိုကြောင်းကောင်းကောင်းပြောင်းထားရမည်ဟုဆုံးဖြတ်ပြီးမိသားစုနှင့်ခွဲကာမြို့ကြီးကို ပို့ပါသည်အမေမျက်နှာ၌သားကိုမခွဲခြင်းသဖြင့်ကြေကွဲဆွေးမြေ့ရိပ်များပြည်နေတော်ညာအဖိုး၏ဆုံးဖြတ်ချက်ကိုကားမကန့်ကွက်ရဲရှာဒီလိုနှင့်ကျွန်တော်သည်ရစ်လုံးနှင့်ပို၍ဝေးရာဝေးရာ အမြင့်ကိုတက်သွားသောစွန်ကလေးတစ်ခုပေါ်မှာအမေနှင့်ဝေးကွာဝေးကွာ၏တွားရပါတော့သည် ကျွန်တော်ရန်ကုန်မှာအခြေတကျဖြစ်သည့်အချိန်မှာအဖိုးနှင့်အဖွာမရှိတော့ပါ ကျွန်တော်ကြီးတော့ကျွန်တော်ဤမွေးစားအမေနှင့်အမေတို့နှစ်ဦးသာကြံခဲ့ပါသည်ကျွန်တော်မွေးစားအမေသည် အဖိုး၏ခြေရာကိုနင်းနိုင်သူဖြစ်ပြီးလုပ်ငန်းအားလုံးကို ဦးစီးလုပ်ကိုင်နေသူဖြစ်သည် လုပ်ငန်းတွေကိုစွန့်ထားခဲ့ပြီး ကျွန်တော်နှင့်လိုက်မနေနိုင်ကြပါကျွန်တော်ဤမွေးစားအမေကျွန်တော်ကြီးတော်သည် ကျွန်တော်အိမ်ကိုအလဲလာရင် နှလုံးရောဂါဖြစ်ကျွန်တော်လက်မှာပင်ဆုံးသွားခဲ့ရရှာပါသည်အမေတူးတဲ့ကြံခဲ့ပြီးမှကျွန်တော်နဲ့အတူနေဖို့ခေါ်ထားတော်လဲအမေမနေနိုင်ခဲ့ပါစေကူသားဖို့ကျွန်တော်အိမ်မှာတလနီးပါးနေရသည်ကိုပင် အမေမပြောပိုင်မှန်းကျွန်တော်နားလည်နိုင်ခဲ့သည်တည်တော့အမေကို တောကအိမ်မှာပြန်ပို့ရင်ကျွန်တော်ကသာ မကြမကြသွားတွေ့ဖို့ဆုံးဖြတ်ရသည် ကျွန်တော်တူဝင်းခွဲ လင်မယားကို အမိအတွက် အဖို့အဖြစ် အိမ်မှာထားပေးလိုက်ရသည် ဝေးကလေးတွေကြောင်ကလေးတွေနဲ့အိမ်မှာရှိသည့်နွားတွေကိုအမေအလွန်ချစ်တက်ခဲ့တာဟိုးဒုံကလေးကသတိထားပြစ်သည်အမေသည်သူ့သားကိုဆုံးမစကားတွေတဖွာဖွာမပြောယူယူရရနွနွထွေးထွေးမနေအမေစိတ်မှာကျွန်တော်သည်အဖိုးဤသားဖြစ်၍အဖိုးကသာအဆဆအယားယားပြောဆိုပိုင်ခွင့်ချစ်ပိုင်ခွင့်ရှိသည်ဟုမှတ်ယူထားခဲ့ဟန်တူသည်အဖိုးကဒီလိုအခွင့်အရေးတွေယူထားမှလဲကျွန်တော်မြင့်တစ်ထက်မြင့်ရာကိုရောက်မည်ဟု ယုံကြည်ထားပုံရသည်စွန်းလွန်သူ၏လက်တွင်မှရစ်ပြီးတစ်ခုနှင့်အမေကျင်းနှက်စွာနေခဲ့ရင် အမေအတွင်စိတ်တို့ကတိရစ္ဆာန်တို့ကိုယူရချစ်ခင်နှွေးထေးတက်သွားတာလားဟု ကျွန်တော်ကြီးတော့စဉ်းစားလာမိပြန်၏ကျွန်တော်မှတ်မိနေသေးသည်အိမ်မှာ တောကျော်ဆိုသည့်နွားကြီးတစ်ကောင်ရှိသည် အမေအလွန်ချစ်သည်အမေနှင့်အကျွမ်းတဝင်ရှိလာသည် အမေသည် တောကျော်ကိုအစာကျွေးရေတိုက်ကိုရိုင်းလုပ်သည်တောကျော်ကို နဖားချိုးအစ်စ်လဲစရာရှိရင်တခြားမြည်သူမျှတောကြုံအနာမကက်ရဲ့နဖားချိုးအထူမခံအမေတူးတဲ့သာတောကြုံဤနဖားချိုးအစ်စ်ကိုလဲပေးလို့ရသည်ဒီလိုနှင့်တောကြုံကတနေ့တခြားအိုမင်းလာပြီးနွားအစ်စ်လဲရမည်အချိန်ကိုရောက်လာတော့သည်တောကြုံကိုရောင်းပြီးနောက်နွားအစ်စ်တကောင်ဝယ်ဖို့အချိန်ရောက်လာသည်အဖိုးကတောကြုံကိုရောင်းပြီးနွားအစ်စ်တကောင်ဝယ်လိုက်၏ထုံနေ့ကအမေအန်ချင်းရင် မျက်ရည်တွေစီးကြလာသည်ကိုကျွန်တော်မမေ။နောက်ရက်များမှာအမေသည်နွားတင်းကုတ်ရှိရာ သွားသွားပြီးငိုင်နေသည်။ညစာထမင်းလဲအမေမစားတော့အိမ်သားတွေကိုလည်းအမေစကားမပြောတော့အဖိုးရောတိမ်သားလုံးကပါအမေတော်ကျော်ကို လွမ်းနေမှနားလေသည်။ကြာလင်ပျောက်သွားမှာပဲဟုလဲပေါ့ပေါ့တွေးသည်။အမေဒီလိုဖြစ်နေတာ၄ရက်မြောက်နေမှာတော့အဖွားက သူ့သမီးအတွက်စိတ်ပူလာတော့သည်။ တောကြုံကိုပြန်ဝင်ပေးဖို့အဖိုးကပြောတန်ကြရသည် အဖိုးကဘာမှစကားမပြန်သည်အဲ့ဒီညမှာပဲနော်တင်ကုတ်စီကအတန်တွေကို အိမ်ပေါ်မှကြားရသည်ခြေတန်နေပြီးတော့နွားတင်းကုတ်တကားကို တိုးတန်ပြီးတော့နွားတွန်းတန်အမေချက်ချင်းအိမ်ပေါ်မှပြေးဆင်းသည်မိအိမ်တွေဘာတွေထွန်းပြီးတိမ်လုံးရောက်လာချိန်မှာအမေက တောကျော်ဤဥကောင်းကိုပွေဖက် ပုတ်သက်ပေးနေတာမြင်ကြရသည ူကိုရောင်းလိုက်သူဤအိမ်မှတောချောအမေစီကို ပြန်ပြေးလာခဲ့တာပါလားနောက်မနက်မှာအဖိုးကသူ့ပိုင်ရှင်ကိုငွေချေးပြီးပြန်ဝယ်ပေးလိုက်ရတော့ဤတောချောကိုခွဲရစဉ်ကဒီမျှခံစားခဲ့ရသောအမေသည် တူးသေးသော သူ့သားကို ခွဲခွာထားရသည့်အခါမိမျှခံစားရမည်ကိုမှန်းဆနားလည်နေသည် တိုးတက်မြင်မားစေလိုသောစေတနာတရားဖြင့်ဝေဒနာကို ကုစားမည်ဟုလည်းသိနေသည် ထို့သို့နားလည်ပါလျက်သိပါလျက်နှင့် ကျွန်တော်သည် အမိထံတောကြော်ကဲ့သို့ပြန်ရောက်မလာနိုင်သေးပါလားမောင်စိန်ဝင်းပတိကုံအားပေးနှဆင်ခဲ့သူအားလုံးကိုຫນွေဦးနရသိန်းဝိုင်းတော်သားများကအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်လန်းချမ်းမြေကြပါစေ။